နေချင်းရဲ့အိမ်မှာအားလိုက်ရတဲ့ပန်းတော်နေပြထဲတယ်။သူမကမိသားစုနဲ့အတူ ခရီးထွက်နေတော့ဖြစ်ပြီ။မိုးစင်းတဲ့ငုံကြောက်တဲ့ကြောင်လေးတစ်ကောင်အိမ်မှာကျန်နေတယ်။အဲ့ဒီအားလိုက်ရမှာမော်တိုင်းကြမယ်ဆိုတော့တိမ်အေးဖြစ်နေတာ။ဒါပေမဲ့သူမရဲ့ကြောင်လေးမော်လီကတော့ဣဒ္ဓနရတာကြိုက်တဲ့ကြောင်။ဘယ်ခန်းမ်းဆိုသူ့ဟာသူ့ထိုင်းနေတတ်တယ်။သူမမထွက်ခွာခင်တရက်ကစားပြီးမော်တိုင်းစတင်ကြလာတယ်။ ဲ့ဒီအားလိုက်ရတဲ့ခုလုံးဆက်ကြနေတယ်နော်ဒီဖြစ်ကစနေနေ့မှာဖြစ်ခဲ့တာမြတ်ဘက်အိမ်တုံးကဘာပြက်ကနားမှမရှိဘူးမော်လီကလည်းမိုးရွာတဲ့နဲ့အဆင်ပြေနေတယ်မနေ့ကမှသူမရဲ့ဇိမ်ကြတဲ့ဆိုဖာပေါ်မှာတောက်ခိုင်ရဲ့အချိန်ကုန်တော်ကိုနှစ်တက်မယ်ငွေချင်းအိမ်ကတောက်ခဲမှာဆိုတော့တကိုးနဲ့အေးစေးပြင်းနေတဲ့အရသာကိုကြိုက်ပြီးသူမအိမ်မှာနေရတာအငဲပြော်တယ်နေ့လည်ခင်းတော့မှအိမ်တုံးဖုံးကမြည်လာတယ်အဲ့ဒီတော့ကအိမ်တုံးဖုံးတွေကအတော့များသေးတဲ့ဖြစ်သူမစီကဖုံးဆက်မလားလို့ကြည့်မိတယ် ဒါပေမဲ့အန်နောင်းနမ်းမလို့ပြနေတော့မပြေဘူး။ဒါပေမဲ့မင်းရဲ့အနှင်းငယ်ကြမှာနောက်တစ်ခါပုံထန်မိလာ။ပြေကောဆက်ပေါ်မှာအတန်တန်ကြားလိုက်ရတယ်။အတန်ကြဲကြဲမဟုတ်ဘူး။မျိုးသားအတန်တစ်ခုပါ။သူမရဲ့နာမည်ဘူးပဲကလုံးနဲ့ပြောဘူး။သူမကြားနိုင်ရလားလို့ငွေးနေတယ်လို့ပဲ။တက္ကန်အနှင်းငယ်ကြမှာဖုံးချသွားတယ်။ဒီလူကသူမနဲ့စကားပြောနေတယ်သူလား။ဒါမှမဟုတ်မိသားစုဝင်တရားရောက်လားဆိုတာမသိဘူး။နာနဲ့သူမကိုအိမ်ဖုံးကိုတယောက်ယောက်ခေါ်တယ်ဆိုတာဖုံးလန့်ပြောလိုက်။အန်နောင်းကော်လာဆိုတော့နည်းနည်းတော့ထူးဆန်းတယ် နောက်၃နာရီအတွင်းမှာအဲ့ဒီနံပါတ်ကနေနောက်ထပ်တစ်ခါဖုန်းဝင်လာတယ်။ဒါပေမဲ့အသက်မကွာတော့ဘူး။တကယ်ချင်းကလည်းပြန်မဖြေဘူး။သူတို့အရန်လုံညာနေတယ်ခင်ဗျ။အဲ့ဒါကြောင့်စိတ်မပူတော့ဘူး။ဘာမှမဖြစ်ဘူးလို့ထင်လိုက်တယ်။အသားစားပြီးတနေ့တာကိုဘာမှသိမ့်မလို့ခွဲချိန်ဖုံးလိုက်ပြီ။ညနေ၈နာရီ၉နာရီလောက်မှာပေါ်ဒက်ကအိတ်ခမ်းမှာရုပ်ရှင်ကြည့်ဖို့ရွေးလိုက်တယ်။ရုပ်ရှင်တစ်ဝက်လောက်ကြည့်ပြီးတော့မော်လီကိုအစာနဲ့ရေလောက်ရလားဆိုတာစစ်ဖို့ကြိယာလိုက်တယ်။အောက်ထပ်ကိုဆင်းသွားတော့ကြောင်လေးရဲ့ပြုံးမှုကကျွန်တော်ကိုရှော့ခွေးစေ။မော်လီကအင်ရှေ့တကားကိုစိုက်ကြည့်နေတယ်။ ဒါကဖွင့်လာမှာကိုစောင့်နေတယ်လို့ဖြစ်နေတယ်။ကျွန်တော်သူမကိုခေါ်လိုက်တော့ကျွန်တော်စီကိုခဏကြည့်ပြီးပြန်လှည့်သွားတယ်။ဝန်ခံရရဲ့နည်းနည်းလက်သွားတယ်။ဒါကစီသွားပြီးဒါကပေါက်ကနေပြင်ကိုကြည့်လိုက်။ဝိုးရွာနေတာကြောင့်ခံရမှာအလွှဲထက်တည်းရှိနေပြီးဝါနေ။ဘာမှသိချာမမြင်ရဘူး။အိမ်ရှိပြင်မှာရရောက်တုံးဟုတ်တခုခုရှိနေတယ်ဆိုတာသိလိုက်ရတယ်။နည်းနည်းစိတ်မတက်မတာဖြစ်နေတယ်။ဒါပေမဲ့လည်းဆက်ကြည့်နေလိုက်တယ်။မရှိနေလဲဆိုတာသိချာသိကျင်တယ်။တကယ်လို့တရားရောက်ရှိနေရင်ဒါကဖွင့်ဖို့တော့မလိုရဘူး။ နှစ်မိနစ်သုံးမိနစ်လောက်ကြားတဲ့အထိဘာမှမပြောင်းလဲဘူးကိုကိုကိုပဲကြောက်နေနေတယ်ထင်တယ်တကယ်လို့တယောက်ယောက်သာရှိရင်တကားခေါက်ပါလေလေတကားကနေထွက်လာပြီးမော်လီအစားနဲ့ရေကိုစစ်တယ်ရုပ်ရှင်ကြီးဖို့မိုးတစ်ခုယူပြီးတဲ့အချိန်မှာတကားကိုပြန်ဖက်သွားတော့မော်လီကမရှိတော့ဘူးနောက်တစ်ခါထပ်ဆက်ကြည့်တော့တခြားပုံစံတစ်ခုကိုတွေးလိုက်ရတယ်ဖန်တွေကဝါနေတော့မယ်ဒါပေမဲ့အရင်တုန်းကမြန်းတဲ့ပုံစံတစ်ခုကပျောက်နေတယ်ဘယ်ပဲတယောက်ယောက်ရက်နေတာလားအားလုံးကနည်းနည်းလွဲနေတယ်လို့ခံစားရတော့ ်မော်လီကိုကောက်ယူပြီးအိတ်ခမ်းတွေကိုခေါ်သွားတယ်။ရုပ်ရှင်ပြန်ခွင့်ပြုအဲ့ရပေါ်ထိုင်လိုက်တယ်။ရုပ်ရှင်ဖွင့်ထားပေးမယ်စေတက်မှာတခုခုမတက်မတာဖြစ်နေတော့မိနစ်30လောက်ကြာတော့မော်လီကအဲ့ရပေါ်ကနေခုံချင်းသွားပြီးအိမ်ခန်းတကားစီကိုသွားတယ်။တကားကိုချစ်တာပြန်ကြည့်တာမျိုးမဟုတ်ဘူး။ရှေ့တကားမှာလိုပဲအကြာကြီးတနေရာတဲကိုစိုက်ကြည့်နေတာ။ကားပြင်ပမှာတယောက်ယောက်ရှိနေတယ်လို့ပေါ့။နှလုံးခုန်တဲ့ကအယမ်းမြန်းလာတယ်။တုံနေတဲ့အတန်းနဲ့မော်လီကိုခေါ်တယ်။ဒါပေမဲ့သူမရဲ့အာရုံကတကားမှာပဲကန့်နေတယ်။ အေးရဘောဘာထပြီးတကားနောက်ကိုသွားတယ်။နောက်ကိုကပ်ပြီးထောင်ပြီးတော့ဘာမှမကြားရဘူး။နားနဲ့ကြမ်းမြင့်တဲ့တကားအကြားကနေချောင်းကြည့်လိုက်ပေါ့။တကားအပြင်ဘက်မှာအယောက်ယောက်ကခြေထောက်နဲ့မငီးမဝင့်မှရက်နေတာကိုတွေ့လိုက်ရတယ်။လန့်ပြီးနောက်ပြန်ဆုံးပြီးသွားတယ်။တကားလက်ကင်ကိုကြည့်လိုက်တော့တော့မခက်ရသေးဘူးဆိုတာသိလိုက်တယ်။ချက်ချင်းတော့ခက်လိုက်တယ်။တော့ခက်ပြီးတာနဲ့တကားအပြင်ဘက်ကလူကအောက်ထပ်ကိုပြေးဆင်းသွားတဲ့အတန်ကြားလိုက်ရတယ်။ကျွန်တော်နိုင်ဝဝန်းကိုဖုံးဆက်ပြီးတင်ငယ်ချင်းကိုလည်းခေါ်လိုက်တယ်။ရဲတွေရောက်လာတဲ့အခါအိမ်ထဲမှာဘယ်သူမှမရှိတော့ဘူး။ အချက်လက်တွေရဆိုရင်အိမ်ထဲဝင်လာတဲ့သူကတင်ငချင်းကိုချေရခံနေတဲ့သူဖြစ်နိုင်တယ်။ဖုန်းခေါ်နေတဲ့သူကတယောက်တည်းလည်းဖြစ်နိုင်တယ်။ဖုန်းနံပါတ်ကိုချေရခံမှုစူးစမ်းပေးမှမအောင်ဘူး။အဆုံးသတ်မှာတော့ဘာဖြစ်မှမရှိပဲပြီးသွားတယ်။တင်ငချင်းတို့တော့စိတ်မကောင်းဖြစ်မိတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူကကျွန်တော်ကိုမဟုတ်ပဲသူ့မကိုချေရခံနေတာဖြစ်နိုင်ဘူးကွာ။သူ့မခေးမထောက်ခဲ့အချင်းနဲ့တိုက်ဆိုင်တာလား။ဒါမှမဟုတ်အိမ်ထဲမှာဘယ်သူမှမရှိဘူးဖြစ်ပြီးဝင်းကိုစူးစမ်းတာလားဆိုတာမသိဘူး။ ။အုံးကလည်းမပြေခဲ့တော့အင်းထဲမှာလုံရှည်ဖို့လို့သူထင်ကားတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်သူမကင်းကပြန်လာတဲ့အချိန်မှာအတင်ဖမ်းဖို့စောင့်နေကလည်းဖြစ်နိုင်တယ်။နောက်ဆုံးတော့အဲ့ဒီလူပဲသူနဲ့မလုပ်ချင်တာလေးဆိုတာကျွန်တော်တို့မသိခဲ့ဘူး။